ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကောင်မောင်မများရှင်အဆိုဝါဒနာရှင်တွေအတွက်အိမ်မက်တွေကိုအကောင့်ထဲပို့ဖို့ထင်ပေါ်ကြော်ကြားသူတယောက်ဖြစ်လာစေဖို့အတွက်မြန်မာအိုက်ဒေါ်အစီအစဉ်ကိုမြန်မာနိုင်ငံမှာစတင်ကျင်းပနေပြီဖြစ်ပါတယ်။အခုဆိုရင်ရန်ကုန်မြို့ရဲ့အခြားမြို့ကြီးများမှာပမာဏအတန်စစ်စစ်ချင်းအစီအစဉ်ကိုရွေးချယ်ကျင်းပခဲ့ပြီဖြစ်တဲ့အတွက်ရန်ကုန်မြို့မှာပမာဏအတန်စစ်စစ်ချင်းကိုကျင်းပဆောင်ရွက်နေပါတယ်။ဒီမချင်း ခုလိုမြမအိုက်ရောအစီအစဉ်ရဲ့ပမာဏအတန်ဆစ်ဆီးခြင်းအတွက်အမျိုးမျိုးအနေနဲ့ကအဆိုဝါသနာရှင်တွေလာရောက်ပောင်းဝဲအစီအစဉ်ခံရှင်ပြိုင်ခဲ့ကြပါတယ်ဒီမြမအိုက်ရောအစီအစဉ်ဟာဆိုရင်တော့အခြားသောနိုင်ငံတကာအိုက်ရောအစီအစဉ်တွေလိုပဲအရေးချင်းကောင်းတွေကိုထုတ်ပြနိုင်တဲ့အစီအစဉ်ကိုဖြတ်ကျော်ရှင်ပြိုင်ရင်တောက်ပတဲ့အဆိုတော်ကျယ်ဝင်းတွေထွက်ပေါ်လာစေဖို့ရည်ရွယ်ထားပါတယ်ကျွန်တော်တို့မြန်မာအိုင်ဒေါ်အတွက်ကိုကျွန်တော်တို့မြို့၅မြို့မှာ precasting ပေါ့အတန်စစ်တဲ့ တန်စစ်တာကိုလုပ်ပါတယ်အာပထမမျိုးကတော့မန္တလေးပါဒုတိယမျိုးကတော့တောင်ကြီးပါတတိယမျိုးကတော့မော်လမြိုင်ပါစတုထမျိုးကတော့ပသိမ်ပါအခုနောက်ဆုံးရန်ကုန်မှာလုပ်ပါတယ်စိတ်ဝင်စားမှုများပါတယ်လူငယ်တွေလည်းအများကြီးလာပါတယ်တခြားမန္တလေးနဲ့တောင်ကြီးဆိုရင်၄၀၀ကျော်လာပါတယ်အာပသိမ်နဲ့မော်လမြိုင်ဆိုလို့ရှိရင်လည်း၂၀၀ကျော်၃၀၀နီးပါးလောက် လာကြပါတယ်လူငယ်တော်တော်များများလေးတွေ့ရပါတယ်တော်တော်လေးအားရဖို့ကောင်းပါတယ်အရန်တော်တဲ့ကလေးတွေလည်းအများကြီးတွေ့ရပါတယ်ဟုတ်အိုင်ဒိုတယောက်ဖြစ်ဖို့ဆိုတာတော့မလွယ်ပါဘူးအစစအရာရာအဲတခြင်းဆိုတဲ့နေရာမှာလည်းအတန်ကောင်းနေဆိုတာထက်ကိုတခြင်းကိုစိုးတက်ဖို့သူ့နေရာနီးစနစ်ကြကြတခြင်းစိုးနိုင်ဖို့အဲနောက်ပြီးတော့တခြင်းရွေးတတ်ဖို့အကုန်လုံးပေါ့နော်နောက်ဒီဟာကိုဇွဲမလျှော့ဖို့ဇွဲလုံးလာဝရိယာမလျှော့ဖို့အဲ့ဒါတွေအကုန်လုံးဘက်စုံမှာပြည့်စုံနေမှာ တစင်းစင်းတက်နိုင်ဖို့ဆိုတာအလွယ်ကူမှာပါတော်ယုံနဲ့ကတော့ဒီအဆင့်တစင်းကနေနောက်တစင်းကိုတက်နိုင်ဖို့ဆိုတာကပြိုင်ဘက်တည်းရလဲခိုးနဲ့တန်းတူလောက်နှီးပါကောင်းတဲ့လူတွေကြီးပဲဖြစ်နေတဲ့အခါကျတော့လွယ်တော့မလွယ်ကူပါဘူးစူးစားတာရောလုံလောက်ရောဝရိယရောဇွဲရောအကုန်လုံးရှိမှရမှာပါအခုလက်ရှိအနေနဲ့ဟိုပြိုင်ပွဲဝင်တွေကိုပြောချင်တာကတော့ပေါ့နော်အာကိုနဲ့လိုက်ဖက်တဲ့တခြင်းလေးတွေဆိုဖို့ရယ်နောက်ပြီးတော့အာအာမလျှော့ဖို့ရယ်အာရှေ့မှာလဲတွားရမယ်ခီးကအရှိကြီးရှိသေးရယ်နောက် အိုင်ဒယ်တယောက်ဖြစ်လာဖို့အတွက်ကိုလည်းကိုယ့်ဘက်ကနေအဖက်ဖက်ကနေပြင်ဆင်ထားဖို့ရဲ့ကြုံလာတဲ့တချင်းပုံစံတိုင်းကိုလည်းစိုးနိုင်အောင်စိုးတတ်အောင်အဓိကကနေကျင်ထားဖို့ရဲ့အကုန်လုံးကိုပြင်ဆင်ထားဖို့တော့ပြောချင်ပါတယ်အဲနောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဘက်ကတော့တတ်နိုင်ဆုံးအိုင်ဒယ်တယောက်ဖြစ်လာပြီဆိုလို့ရှိရင်အကောင်းဆုံးဖြစ်အောင်ပံ့ပိုးသွားမယ်လို့လည်းပြောချင်ပါတယ်ဒါကတော့မြန်မာတိုင်းငံလုံးတိုင်းတာနဲ့အာဒီတချင်းပိုင်းဆိုင်ရာပေါ့နော်အိုင်ဒယ်ကိုကျွန်တော်တို့ရှာတာပါအိုင်ဒယ်ရှာတဲ့နေရာမှာအဓိကကတော့ ဟာပေါ့ဒီနယ်အနေနဲ့ရဲ့မှာရှိရဲ့ညီငယ်ညီမငယ်လေးတွေပုံသီးအစိုးရလေးတွေသူတို့လေးတွေရဲ့ဒီအနာဂတ်ပေါ့နော်ဒီဟာကိုမြေတောင်မြောက်ပေးဖို့ပါကျွန်တော်တို့အဓိကစုကလည်းတိတာပါရဲ့စီးရီးခွေတစ်ခွေထုတ်ပေးမယ်လို့ပြောထားပါရဲ့အဲ့အတွက်ကြောင့်ဒါသူတို့ဟိုဟာပေါ့နော်ကိုယ့်ဘက်ကမတက်နိုင်လို့မထုတ်ရသေးဒါမှမဟုတ်လို့ရှိရင်လည်းအချိန်အရရဲ့ကြောင့်အဲမထုတ်ရသေးပဲနဲ့အာကိုကတကယ်တော်နေတဲ့လူဆိုလို့ရှိရင်ဒီပြိုင်ပွဲမှာနိုင်သွားလို့ရှိရင်ဘာပဲပြောပြောအဆိုတော်တယောက် ဖြစ်လာနိုင်ပါတယ်ဟုတ်အဲ့အတွက်လည်းအဓိကရွေးချက်ပါဒါမြန်မာအိုက်ဒေါ်အစီအစဉ်ဟာအခုဆိုရင်မန္တလေးတောင်ကြီးမော်လမြိုင်ပသိမ်အစရှိတဲ့မြို့ကြီးလေးမြို့မှာကျင်းပရွေးချယ်ခဲ့ပြီးဖြစ်ပြီးအခုရန်ကုန်မြို့မှာဆိုရင်တော့ပမာဏအတန်စစ်ဆေးခြင်းကိုအောက်တိုဘာလ31ရက်နေ့နဲ့နိုဝင်ဘာလ1ရက်နေ့တွေမှာကျင်းပရွေးချယ်သွားမှာဖြစ်ပါတယ်။ပါဝင်ရှင်ပြန်ပြတာကတော့ MNDV မှာကြည့်ရင်းနဲ့ ်အမေရိကန်အိုင်ဒေါ်ကနေမြန်မာနိုင်ငံကိုရောက်လာရင်မြန်မာအိုင်ဒေါ်ရောက်လာပြီဆိုတော့အရင်ဝန်တာပါတယ်မှာပြင်တော့ပြင်ဆင်ခဲ့တယ်ပါစတင်ဆိုလို့ဆိုရမှမသိဘူးပေါ့နော်ဒီရောက်တော့လဲအဲ့လိုမျိုးတိုင်းတွေကတပုတ်သေးတယ်မဟုတ်ဘူးပေါ့နော် နှစ်ပုတ်ဆိုတော့သူကလည်းသူအားလုံးအဆင်ပြေပါတယ်ကျွန်တော်မြန်မာအိုက်တော့မှာပေါ့နော်ဒီအတန်းစစ်တာမှာလည်းကျွန်တော်အသက်နိုင်ဆုံးကြိုးစားမယ်ဒီအဆင်ကနေအောင်မယ်ဆိုရင်လည်းကျွန်တော်နောက်တစ်ဆင့်ကြရင်ဒီအဆင်နဲ့မတူတဲ့ပုံစံမျိုးတွေ performance တွေအမျိုးမျိုးနဲ့လုပ်ပြမယ်အပြီးတော့လုံးဝတစ်ဆင့်နဲ့တစ်ဆင့်မတူအောင်ပဲပေါ့နော်လုပ်ပြပြီးတော့ပဲတက်သွားမှာဖြစ်ပါကြငယ်လေးကဂီတာကိုလည်းယူသွတ်တယ်အမြဲတမ်းခုခုလည်းတချင်အမြဲတမ်းဆိုနေအောင်ပြန်ပွဲပြန်ဝဲရှိမပြန်ဝဲမနေနိုင်ဘူးပေါ့နော်အလောက်ရှိမှဖြစ်ပါတယ်အတန်းစစ်သေးတဲ့အခါမှာတော့အားတော့ရပါရဲ့ဒါပေမဲ့ရင်းနေရမ်းတုံနေတဲ့အတွက်အတန်းတွေလည်းတုံနေပါတယ် အကောင်းဆုံးတော့ဆိုထားပါရဲ့ရှင်။နောက်တကယ်လို့မြန်မာအိုက်ဒရုန်းမှာဒီပနမအတန်စစ်တဲ့ဟာအောင်ဝါပြီဆိုရင်တော့ရှေ့ဆက်ပြီးတော့ကိုယ့်ကိုမကြောက်အောင် experience ရှိအောင်ကြိုးစားသွားမှာပါမှမြန်မာအိုက်ဒရုန်းကတကယ်ကောင်းတယ်အဲ့ပြီးတော့ American Idol ကိုလည်းအမြဲတမ်းကြည့်တယ် American Idol မျိုးလိုမျိုးလုပ်တဲ့အတွက်ကြောင့်တကယ်ကိုကောင်းတယ်တခြားပြိုင်ပွဲတွေနဲ့စာရင် American Idol ကဘာကြောင့်ဟိုစိတ်ဝင်စားလဲဆိုဒီ Idol ကိုပို့ပြီးတော့လူတွေကစိတ်ဝင်စားရတယ်အဲ့ပြီးတော့နှစ်မေကြာတွေကပဲဒီမြတ် မြန်မာအမေရိကန်အိုင်ဒေါ်မြန်မာအိုင်ဒေါ်ဆိုပြီးတော့အမိကြောက်ကလေးရပဲပြန်ချင်းဆိုင်တယ်ပို့လာတယ်အဲပြီးတော့ဟိုမြန်မာအိုင်ဒေါ်ဆရာပဲဒါမြန်မာနိုင်ငံမှာတအူးလေးတော့ဖြစ်မယ်အဲပြီးတော့ဒါတနိုင်ငံလုံးလွှင့်နေတာဖြစ်တဲ့အတွက်ကြောင့်လုံးဝဟိုပေါ့နော်တနိုင်ငံလုံးကလည်းတိမယ်တနိုင်ငံလုံးကလည်းအတိမတ်ပြုမယ်အဲပြီးတော့ဟိုဒီပေါ့နော်ကဘာတော့မှာပေါ့နော်အမေရိကန်အိုင်ဒေါ်မြန်မာအိုင်ဒေါ်ဆိုပြီးတော့အတိမတ်ပြုမယ်ဖြစ်တဲ့အတွက်ကြောင့်ပြန်ရှင်းတာပါဗျတချင်းဆိုပြိုင်မွေးရရှိရောရှိရဲ့ ဒါပေမဲ့တချို့လူတွေကအတန်ရန်ကောင်းတယ်ဒါပေမဲ့လည်းဟိုပေါ့နော်အဲ့လိုကြောက်နေတာနဲ့ဆိုတော့မယွေးခံရတာလည်းရှိရလေတချင်းစုံပြိုင်ပွဲတွေမြေမြပေါပေါက်လာလည်းကောင်းတယ်ပြီးတော့မြန်မာအိုက်တော့လည်းနှစ်တိုင်းကျင်းပနိုင်ပါစေလို့စီတောင်းပေးပါတယ်သူကအမေရိကန်အိုက်တော့အတိုင်းမဲဆိုတော့အဆင်စင်လည်းရွေးချယ်မယ်ပြီးတော့တခြားသောပြိုင်ပွဲတွေနဲ့သူမတူတဲ့ပုံစံတွေနဲ့လည်းရှင်ပြိုင်မှာဆိုတော့ရှင်လဲခုန်တယ်ပြီးတော့ဒီတက်အကောင်းဆုံးလည်းဖြစ်မယ်လို့လည်းထင်ပါတယ် မြို့ဝပြည်သူများရှင်အခုရကူတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်မြို့မှာကျင်းပနေတဲ့မြန်မာ Idol အစီအစဉ်ရဲ့မြင်ကွင်းတွေအကြောင်းကိုရိုက်ကူတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်ဒီအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့မြို့ဝပြည်သူညီကောင်မတော်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရဲ့ရှင်